မင်္ဂလာပါခင်ဗျာ ERI Time သတင်းဌာနကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ကျမ်းမာရေးသိပညာပေးဆောင်မကဏ္ဍကနေကြိုဆိုပါရစေ။ဆောင်မရှင်ဒေါက်တာမိုးတင်နေရေးသားခဲ့တဲ့အမျိုးသားလိန်အင်ကအရေးပြားဖြတ်တောက်ခြင်းကျမ်းမာရေးဆောင်မကိုအတန်လွင့်တင်ဆက်ပေးပါတော့မယ်။အမျိုးသားလိန်အင်ကအရေးပြားဖြတ်တောက်ခြင်းပန်းမွင့်ကလေးတွေအချိန်တန်ရင်ပွင့်လန်းလာရတယ်လို့မျိုးအမျိုးသားတွေရဲ့မျိုးပွားအင်က ဖြစ်တဲ့လိန်နန်းထိတ်ဖူးကိုဖုံးအုပ်ထားတဲ့အရေးပြားကလည်း အရွယ်ရောက်လာတာနဲ့အမျှပွင့်လန်းပြီးကြုံနိုင်ဆက်နိုင်ရပါတယ်။အမျိုးသားလိန်အင်ကထိတ်ဖူးဖုံးအုပ်ထားတဲ့အရေပြားနဲ့ပတ်သက်ပြီးကျမကြီးအကြောင်းအရာလေးတွေကိုကျွန်တော်တို့လေ့လာကြည့်ကြရအောင်ပါ။လိန်အင်ကဘုံအပေါ်ရန်အရေပြားဖျက်တောက်ခြင်း circumcision ရှင်ကျေးမှုဓလေ့ထုံးစံတွေအရလိန်အင်ကထိတ်ဖူးကိုဖုံးအုပ်ထားတဲ့အရေပြားကိုဖျက်တောက်ခြင်းဟိုခက်ဆက်ဆက်ပြုလုပ်ခဲ့ကြပါတယ်။အီဂျစ်ရှင်ကျေးမှုလေ့လာဘူးသူတွေမှာတော့ စာကမ်ဇေးရှင်းလုပ်ခဲ့ကြောင်းမှတ်တမ်းတွေကိုကြောက်ထွင်းအမှုပညာတွေမှာတွေ့ရနိုင်ပါတယ်။ဂျူးဘာသာဝင်နဲ့အစ္စလမ်ဘာသာဝင်များရဲ့တာဟောက်ကြလေးများကိုငွေရေစင်ကပင်စာကမ်ဇေးရှင်းခန်းနာပြုလုပ်ပြီးဘာသာရေးနဲ့ဆက်နွယ်ပြီးတော့ကျင့်သုံးနေလျက်ရှိကြပါတယ်။ပန်းငုံချင်း Paraphim Music Phim Music အပေါ်ရန်လင်းအင်္ဂါထိပ်ဖူးဖုံးအေးပြားကိုလှန်လောမရတဲ့အခြေအနေကို Phim Music Paraphim Music ဆိုပြီးစီးပညာမှာခေါ်ဆိုပါတယ်။ ဒီလိုအခြေအနေမှာတော့ကုသမှုအဖြစ်စာကန်ဆင်းရှင်ပြုလုပ်ရပါတယ်။စာကန်ဆင်းရှင်ပြုလုပ်တဲ့အခါမှာစီလံကြောင်ပိုးဝင်ခြင်းအဖြစ်နဲ့စေခြင်းလိမ့်နံကင်ဆာဖြစ်ပွားခြင်းကိုယောနေစေခြင်း HIV ပိုးကူးစက်နိုင်ခြင်းယောနေစေခြင်းစားရယူဆချက်တွေနဲ့လိင်ငါအရေပြဖျက်ထောက်ခြင်းကိုပြုလုပ်တတ်ကြပါတယ်။လိင်ငါအရေပြဖျက်ထောက်ခြင်းကုသမှုစာကန်ဆင်းရှင်ကိုမွေးကင်းစအရွယ်ကလေးငယ်များစော်ကစားနိုင်တဲ့ကလေးအရွယ်တွေမှာအများဆုံးပြုလုပ်တတ်ကြပါတယ်။ လူပြပေါ်ဝင်ကားစကြီးကဝင်ချိန်နဲ့အရွယ်ရောက်လူကြီးဖြစ်ပြီးမှလောက်ကြသူတွေလည်းရှိပါတယ်။အသေးစားခွဲစိတ်မှုဖြစ်တာကြောင့်ပိုးမွားကင်းစင်တဲ့ခွဲစိတ်ခံသုံးပစ္စည်းတွေနဲ့သာပြုလုပ်စေလိုပါတယ်။ထုံစည်းဒါမှမဟုတ်မေးစည်းလိုအပ်သလိုပေးပြီးမှသာနာကျင်မှုမရှိစေဘဲခွဲစိတ်မှုပြုလုပ်ဖို့လိုအပ်ပါတယ်။ကြွန့်ကျင်မှုမရှိဘဲတခြားနည်းလမ်းတွေသုံးပြီးဒါမှမဟုတ်လို့ရှိရင်ပိုးတန့်စင်ထားခြင်းမရှိတဲ့ခွဲစိတ်ကိရိယာတွေကိုသုံးပြီး ပြုလုပ်ပါကမိခံယောဂါဖြစ်စေနိုင်ပါတယ်။ပိုးဝင် ရောင်ရမ်းခြင်းဖြစ်စေနိုင်ပါတယ်။ပိုးစိတ်ပြန့်နှံ့ခြင်းနဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေလည်းရှိတတ်တာကြောင့်လုံးဝလုံးဝသတိပြုစင်ញင်ရပါမယ်။တွေးထွက်လွန်ခြင်းရောင်ရမ်းလွယ်ခြင်းနာကျင်ခြင်းတို့ဖြစ်နိုင်၍ကျွမ်းကျင်တဲ့ခွဲစိတ်ဆံဝန်များနဲ့သာပြုလုပ်ကြရန်အကြံပြုပါတယ်။လင်းအင်္ဂါအရေပြားကိုဖြတ်ပြီးတဲ့အခါမှာမြို့ပွားအင်္ဂါတန်ရှင်းရင်ထိမ့်သိမ့်ရန်ပိုးမိုလွယ်ကူလာပြီး အနံ့သက်တွေ ျော်နေစေပါတယ်။ပန်းကုံနဲ့အခြေအနေဖိုင်မိုးစစ်ကိုတော့ခွဲစိတ်ပြီးသားကုသနိုင်ပါတယ်။ခွဲစိတ်ကုသရန်မလိုအပ်တဲ့အခြေအနေများပန်းကုံနေတဲ့အခြေအနေဖိုင်မိုးစစ်မှာမဖြစ်မနေခွဲစိတ်ဖြတ်တော့ကုသရန်လိုအပ်ပြီးတဘာဝအတိုင်းအဆင်ပြေနေတဲ့အမျိုးသားတွေအတွက်မှာတော့ခွဲစိတ်ဖို့မလိုအပ်ပါဘူး။ဖြတ်တော့ခွဲစိတ်မှုမလုပ်ထားတဲ့အမျိုးသားတွေအနေနဲ့လည်းအားငယ်စရာမလိုပါဘူးမျိုးပွားအင်ကတန်ရှင်းရေးကိုသာအထူးဂရုပြုပေးရပါမယ်တန်ရှင်းမှုကသာအရေးကြီးဆုံးဖြစ်ပါတယ် ဖုံးအုပ်ထားတဲ့အရေပြားလေးအောက်ကလင်းအင်္ဂါထိပ်ဖို့ပေါ်မှာအညစ်ကြေးနဲ့အနှံ့သက်ဆိုးတွေခိုးအောင်ရှိနေတတ်ကြပါတယ်။ဒါကြောင့်အညစ်ကြေးတွေကို နေ့စဉ်တစ်ချိန်တစ်ချိန်ရေချိုးစဉ်ဖြစ်စေအိမ်သာအသုံးပြုပြီးချိန်ဖြစ်စေဆက်ပြာနဲ့ရေအသုံးပြုပြီးစင်ကြယ်စွာစေချောပေးရန်လိုအပ်ပါတယ်။တန်ရှင်း၆တွေ့နေအောင်ခရုဆိုင်ပေးရန်လိုအပ်ပြီးမျိုးပွားအင်္ဂါကိုတန်ရှင်းစေကြအောင် ထားခြင်းကလိန်နံကင်းစာ ရာနာနဲ့အခြားကြမာရေးပြဿနာတွေကိုလည်းကာကွယ်နိုင်ပါတယ်။ ညီကိုများအားလုံးလည်းမိမိတို့ရဲ့မျိုးပွားအင်္ဂါကျမရေးကိုအထူးကူးဆိုင်ကြဖို့တိုက်တွန်းရင်းကျမရေးဒုက္ခနဲ့ပြည့်စုံကြပါစေကြောင်းဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။ Every times ပြည်သူများအားလုံးအတွက်နောက်တစ်ပတ်မှာတော့အစာအာဟာရနဲ့အစွမ်းအင်ခွန်အားကျမရေးဆောင်မကိုပေါ်ပြပြီးမှဖြစ်တာကြောင့်စောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ကျမရေးအသိပညာပေးကဏ္ဍပြိပခဂါလာအတွင်းရှင်သန်နေထိုင်ခြင်းအမျိုးသားလိန်အင်္ဂါအရေပြားဖြတ်တောက်ခြင်းကျမရေးဆောင်မ ARD Times စစ်အာဏာသိမ်းမှုကြောင့်မြန်မာနိုင်ငံတိုင်းဖြစ်ပေါ်နေတဲ့ပြည်ပခကာလအတွင်းပြည်သူများကြားမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက်ပြည်ပခကာလအတွင်းရှင်သန်နေထိုင်ခြင်းကြားမာရေးတည်ပညာပေးအစီအစဉ်ကို ARI တိုင်းသတင်းဌာနအနေဖြင့်အပတ်စဉ်တနင်္ဂနွေနေ့နဲ့ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည်ဖြစ်ပါ၍စောင့်မျှော်ကြည့်ရှုကာကြားမာရေးတည်ပညာများရောက်နိုင်ကြောင်းသတင်းကောင်းပါအပ်ပါရခင်ဗျာ